ရွှေကြိုးကအဓိကတော့ condition ကြည့်ရပါပဲကြည့်လိုက်တာနဲ့ head chit ဆရာလေးဆိုတာဖြစ်ရမှာပေါ့နော်ယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်အဲ့ဒါအရေးကြီးဆုံးလို့ထင်တာပဲအဲ့ဒါအရေးကြီးဆုံးပဲနော်ပြီးတော့လမ်းလျှောက်တာအချိုးကျရမယ်အချိုးပြရမယ်ဟိုထွက်လာတာနဲ့ attraction ရှိနေရမယ်ပေါ့နော်အဲ့ဒါလေးတွေပဲအဓိကတော့ကလေးတွေအဲ့ဒါလေးတွေပဲဘိုးပြောင်လှုပ်ထားဖို့လိုတာပဲဒီ item skill တွေဘာတွေကတော့ဟိုမနစ်ကတော့ producer တွေရွေးအောင်ဆိုပြီးတော့ အဲ့ item တွေပြန်ခိုင်းတာတွေရှိတာပေါ့နော်ဒါတော့ဆရာအနေနဲ့ပြောတိတ်တော့မလိုဘူးတဲ့စင်ပေါ်မှာပစိုးထမိန်မကြွကြဖို့ရေတိရမလမ်းရှောင်းရခလုတ်မတိုက်ဖို့ရေအကယ်ဒမီရုပ်ကြီးမကြိုးသွားဖို့ရေအဲ့ဒါပဲအရေးကြီးတာပဲသူတို့ကလေနော် item scale တွေကသူတို့လွတ်ပြရတာလည်းမဟုတ်ဘူးလေချွေချိုတွေကခစ်စစ်စစ်ကအများကြီးလေပေါ်ခဲ့တာနော် အဲ့ရနေမင်းသားမင်းသမီးဖြစ်လာတာတော့လက်ချိုးရည်လို့ရတယ်လို့ရှားတယ်ပေါ့ကျွန်တော်ကတော့တတ်နိုင် ခလေးတွေကို propose လုပ်ပေးတယ်နော်သူဒုက္ခရောက်မဲ့သူတို့ခက်ခဲတွေ့စီမဲ့မိဘမျိုးကျွန်တော်မမေးတော့ဒါလည်းကြည့်တဲ့ရွှေချိုးရွေးပွဲတွေကြည့်တဲ့လူတွေထားပြီလေကို့အလက်မှာကို့ခလေးတွေကိုဟိုပြိတ်သက်ကိုချစ်အောင်လို့လုပ်ပေးစေခြင်းနဲ့နော်ပြိတ်သက်မုံသွားအောင်ယွန်သွားအောင်အဲ့လိုထိုးနှက်တာမျိုးတွေတော့တိတ်မလုပ်ချင်ဘူး ရွှေကြိုးကအဓိကတော့ condition ကြည့်ရပါပဲအသားအရေရဲ့အရက်မောင်းရဲ့မိန်းကလေးယောက်ျားလေးပေါ့နော်သူကကြည့်လိုက်ရင်ဟိုပြုံးမဲ့မထင်လှပနေတော့ပိုကောင်းတာပေါ့နော်ဒီ item scale တွေဘာတွေကတော့ဟိုမနစ်ကတော့ producer တွေရွေးအောင်ဆိုပြီးတော့အဲ့ item တွေပြန်ခိုင်းတာတွေရှိတာပေါ့နော်ဒါတော့ဈေးအနေနဲ့ပြောရင်တိတ်တော့မလိုအပ်ဘူးထင်တယ်စင်ပေါ်မှာ ပစိုးထမိန်မကြွတ်ကြဖို့ရယ်တိရမလမ်းလျှောက်ရင်ခလုတ်မတိုက်ဖို့ရယ်အကယ်ဒမီယုတ်ကြီးမကြိုးသွားဖို့ရယ်အဲ့ဒါပဲအရေးကြီးတာပဲသူတို့ကလေနော် item skill တွေကသူတို့လုတ်ပြရတာလည်းမဟုတ်ဘူးလေအဓိကကတော့ကြည့်လိုက်တာနဲ့ head chit ဆရာလေးဆိုတာဖြစ်ရမှာပေါ့နော်ယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်အဲ့ဒါအရေးကြီးဆုံးလို့ထင်တာပဲအဲ့ဒါအရေးကြီးဆုံးပဲနော်ပြီးတော့လမ်းလျှောက်တာအချိုးကျရမယ်အချိုးပြရမယ်ဟိုထွက်လာတာနဲ့ attraction ရှိနေရမယ်ပေါ့နော်အဲ့ဒါလေးတွေပဲအဓိကကတော့ကလေးတွေ အဲ့ဒါလေးတွေပဲဘိုးပြောင်လှုပ်ထားဖို့လိုတာပဲချွေချိုတွေကခစ်စစ်စစ်ကအများကြီးလေးပေါ်ခဲ့တာเนาะအဲ့ရနေမင်းသားမင်းသမီးဖြစ်လာတာတော့လက်ချိုးရည်လို့ရတယ်လို့ရှားတယ်ပေါ့တိတ်တော့မဆိုင်ဘူးလို့ထင်တာပဲဒါပေမဲ့တခုရှိတာကတော့ကိုယ့်အကူဒီတိုင်းစူးစမ်းနေတဲ့ကလေးတွေအတွက်ကဒီလောကနဲ့ link မရှိဘူးလေ ဲ့မှာလာပြီးတော့ရွှေချူရွေးချယ်ရဒီလောကသားရင်းနဲ့လင့်ဖြစ်သွားမယ်အပရိုဂျူဆာတွေဒရိုက်တာတွေမျက်စိကြလို့ရှိရင်ကိုယ်မင်းသားမင်းသမီးတင်ရိုက်နိုင်တယ်အဲ့ chance တော့ရှိတာပေါ့နော်ကျွန်တော်ကတော့တတ်နိုင်ခလေးတွေကို propose လုပ်ပေးတယ်နော်သူဒုက္ခရောက်မယ်သူတို့ခက်ခဲတွေ့စီမယ်မေးခွန်းကိုကျွန်တော်မမေးတော့ဒါလည်းကြည့်တဲ့ရွှေချူရွေးပွဲတွေကြည့်တဲ့လူတွေထားမိလို့ဘာဆိုကြပါဦးကြော့ကြော့ဘယ်နဲ့ကဒီကမလေးကဝါ မှမပါနိုင်ဘူးအဲ့တော့ဘိတ်လူယော်ဒန်သားဆိုပြီးတော့ဘိတ်လူအိုက်တင်လောက်ကမ်းလိုက်တယ်ပရိသတ်ကအဲ့မှာအရန်ချစ်သွားပြီးသူ့ဘိုးဖြစ်သွားဒီဘက်ကဒိုင်လေးကလည်းမရွေးမနေရလို့ပါသွားတယ်အခုကြတော့ဝိတ်ချပါတယ်ချစ်စရာလေးပါနော်အဲအဲ့လိုမျိုးလေးတွေပေါ့ဒိုင်ကအများကြီးရှိတယ်လေကိုယ့်အလက်မှာကိုယ်ခလေးတွေကိုဟိုပရိသတ်ကိုချစ်အောင်လို့လွတ်ပေးစေခြင်းနဲ့နော်ပရိသတ်မုံသွားအောင်ယွန်းသွားအောင် ဲ့လိုထိုးနှက်တာမျိုးတွေတော့တိတ်မလုပ်ချင်ဘူးဟဲ့တပီလောင်းနေငါသဘောမတူရဲ့ကောင်းငယ်တရားနေ့ဂျိုင်းနေဆိုတိုင်ရဲ့ဝေဘဖြစ်ရဲ့အဲ့တော့အဲ့ကောင်ကသဘောမတူလို့နေပြောတာနေမှာမှားထားတာဟောဘဖြစ်အဂျိုင်းတရားရှားလားနေရှားဖို့တော့ပဲဂျိုင်းလေးဟောအဲ့ကောင်တော့ပပတဲ့ငါ့ကြာနူပါတိမဲ့ပါ ငါပြောနေတော့ပပရိုင်မနဲ့ဘာဖြစ်နေလဲမရပါတဲ့မို့ဓက်ကောက်ပဲဓက်ကောက်ပဲကြိုင်မမရလောပါပဲဓက်ကောက်မရောဆိုတာမင်းလည်းမစားဘူးခင်လည်းမစားဘူး Okay thank you what be ကျွန်တော်ကတော့ရွှေကြိုအခုလာပြိုင်တဲ့ဟိုဆိုကြပါတော့ဗျာဇကာတင်အဆင့်ဆိုရင်ပဲတော်တော်ကြီးကိုဘသူဖြစ်ဖြစ်ရွှေကြိုဝင်လို့လို့ရနေပြီလေအဲ့ပါမှာ item scale တွေကြည့်ပြီးရွေးကြတာ哦 item scale ကြီးတော့သူ့ရဲ့မပေးစရာပေါ်မူတည်ပြီးတော့ပဲ ကောင်းကောင်းမွန်မွန်ပဲကျွန်တော်ပေးခဲ့တာပါပဲဟာအဓိကတော့ဒါပါပဲ condition ရှိရမယ်ကြည့်လိုက်တာနဲ့ interaction ရှိရမယ်အဲ့ဒါလေးပဲကျွန်တော်အဓိကထားယူပါတယ်ရွှေချူကမနစ်ကဆိုအတွေ့အကြုံတစ်ခုရတယ်ဘာလဲဆိုတော့ကိုတပည့်လေးတွေပဲလေနောက်ဆုံးမှဝင်ပြိုင်တာကောင်းတယ်ဆိုပြီးတော့ဟို registration လုပ်တဲ့ချိန်မှာစောစောရောက်နေသူကစောကြီးသွားပြီးတော့ registration သွားမလုပ်မလုပ်ဘဲနဲ့နောက်ဆုံးကြမှာဝင်ပြိုင် ဝင်ပြိုင်တဲ့အချိန်မှာဒိုင်းလေးကပြီးတော့မယ်ဖြစ်တဲ့အကြောင်းသူတို့ကရှေ့မှာရွေးထားပြီးသားတွေရှိတယ်။ကြာပြီးတော့မယ်ဖြစ်တဲ့အကြောင်းတမန်ငါရှန်ငါပဲကြည်တော်တယ်။သိလား။အဲ့ဒါတွေကနစ်နာလေခလေးတွေကမလုပ်ကြပါနဲ့လို့ကိုယ့်ရဲ့ရောက်တဲ့အချိန်မှာ registrar သွင်းမယ် registration လုပ်မယ်ပြီးရင်ကိုရောက်ရောက်မဲ့လက်မှာကိုယ့်ရဲ့အရေးချင်းကိုချပြပြီးတော့ဝင်ပြိုင်ကြ။เนาะအဲ့လိုမျိုးတွေသူတို့ကအတက်ဆန်းကြတာခလေးတွေကနော်။ရွေးပွဲဖြစ်တဲ့အကြောင်းအများတွေကနေရွေးရတာ။ လေရွေးစင်ယူရတာဆိုတော့သူများတဲ့ကိုကဟိုရုပ်ရည်သားမယ်အပြောဆိုဟို dialogue skill ပေါ့နော်အဲ့ဒါတွေကောင်းမွန်ရမှာပေါ့နော်အဲ့ဒါတွေကိုကြိုတင်လေ့ကျင့်ထားကြပါပြီးရင် social ပေါ့ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ရမယ်ဘာလို့သူတို့သူတို့ပြီးရင်သူတို့ကကန့်သွင်းတာဟိုကန့်သွင်းပြီးတော့ဒီက John Lin တို့ပါဘာမောင်းတာတွေရှိသေးတော့အဲ့မှာ social မကောင်းတဲ့ကလေးတွေလည်းပြန်ပြုတ်တာတွေရှိတယ်လေ ဲ့ဒါကြောင့် social ကောင်းရမယ်သက်ဆုံးကောင်းမွန်နေရမှာပေါ့နော်အကျင့်စရိတာအစပေါ့နော်အဲ့ဒါလေးတွေအရေးကြီးပါတယ်ကောင်းလုံးကဒိုင်လေးကအများကြီးလေကိုတယောက်တည်းရွေးလို့မှမရတာကိုရွေးပေမဲ့လည်းသူများမရွေးလို့ပယ်ခံရတာဟာလည်းရှိပါပဲကိုရွေးလို့သူများနဲ့လည်းအကြိုက်တူလို့ပါသွားတာလည်းရှိမှာပဲเนาะဘယ်တော့အများနဲ့ဆုံးဖြတ်တဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်ဟိုဘက်လိုက်လို့မရဘူးလေเนาะအဲ့တော့ကို့အရေးချင်းနဲ့ပဲကို့စူးစမ်းကြပါလို့ပြောချင်ပါတယ်